အလုံးမမင်္ဂလာပါဗျာကျွန်တော်ကတော့ New Balovia ဒီဗီဒီယိုမှာတော့ကျွန်တော်တငယ်ချင်းတို့ကို PUBG Mobile ရဲ့ update version 4.1နဲ့အတူ achievement mission အသစ်3ခုထွက်ရှိထားတာရှိပါတယ်ဒီ achievement mission တွေကိုဘယ်လိုဖြည့်ရမလဲနောက်တစ်ခုကတော့တငယ်ချင်းတို့အမီးများတဲ့ဒီရဲ့ event ကနေ ninja ပင်ကွင်းရောဘယ်လိုယူရမလဲဒါနဲ့ပတ်သက်ပြီးဖော်ပြပေးတော့မှာဖြစ်ပါတယ် achievement mission 3ခုရှိပါတယ်ပထမတစ်ခုကတော့ Arctic Adventure event mode ဆိုရမှာဖြစ်ပါတယ် event အကြီးနေရာရော event အသေးနေရာရောတစ်ကြိမ်စီဆင်းပေးပါ fish rocket launcher တစ်ကြိမ်အသွင်းပြုတ်ပေးပါဒီ launcher ကိုကြီးရမယ်ဆိုရင် event နေရာတွေမှာတွေ့မြင်ရတာမျိုးရှိပါတယ် ယ်နောက်တစ်ခုကတော့ Penguin Snowmobile လို့တချိန်စီးပေးပါဒီ mission ၄ခုလုပ်လိုက်တယ်ဆိုရင်တော့ Active Adventure Achievement Mission ကပြည့်သွားပါလိမ့်မယ်နောက်တစ်ခုကတော့ Ice Dragon Witness Irangal မြေပုံ Event Mode ဆောရမှာဖြစ်ပြီး Zarki တောင်ကုန်းပေါ်မှာရှိမယ်ဆိုရင်အိတ်နေတဲ့ Dragon တစ်ကောင်ရှိပါတယ်ဒီရဲ့ Dragon ကိုနိုးလိုက်တယ်ဆိုရင်တော့နောက်မှာ Crate တစ်ခုရှိပါတယ်ဒီရဲ့ Crate ဖွင့်လိုက်တယ်ဆိုရင်တော့ဒီထဲကနေ Item 3ခုယူရမှာဖြစ်ပါတယ်3ခု Item ရှိပါတယ်ပထမတစ်ခုကတော့ Penguin နောက်တစ်ခုကတော့ Fox နဲ့နောက်တစ်ခုကတော့ Bear ပဲဖြစ်ပါတယ် သုံးခုလုံးတခါတည်းတွေ့မြင်ရမှာမဟုတ်ပါဘူးတပွဲမှာတစ်ခုပဲတွေ့မြင်ရမှာဖြစ်ပါတယ် fox လာမလား bear လာမလားဒါမှမဟုတ် penguin လာမလားပေါ့ဗျာဒါတော့ကျဘာမှပြောမရပါဘူးဗျအဓိကအရေးကြီးတာတော့ဒီရဲ့ item သုံးခုလုံးကိုတကယ်ကျွန်တော်ယူရမှာဖြစ်ပါတယ်ဒါဆိုကျော်ဒီရဲ့ achievement machine ကပြည့်သွားပါလိမ့်မယ်တကယ်ကျွန်တော် event တွေဘာတွေဆော်တဲ့အခါဒီနေရာဆင်းပြီးပါ crate ဖွင့်ပြီးပါ fox ရရဲဆိုရင် fox ယူလိုက်ပါနောက်ပွဲမှာ bear ရနိုင်တယ်လို့ဒီရဲ့ fox ပဲပြန်ရနိုင်တာမျိုးရှိပါတယ်နောက်ဆုံးပေါ့ဗျာ penguin ရရဲဆိုရင်နောက်ပွဲပေါ့ဗျာတခြားပြောင်းပြောင်းရနိုင်တယ်လို့အဲ့ဒါပဲကျွန်တော်ထပ်ခါထပ်ခါရတဲ့အခါမျိုးလည်းရှိပါတယ်အဲ့လိုဆိုရင်ကျွန်တော် machine ကမပြည့်ပါဘူးဗျာဒီရဲ့ item 3ခုတော့တကယ်ကျွန်တော်ယူရမှာဖြစ်ပါတယ်ဒါမှသာဒီရဲ့ achievement mission ကပြည့်ပါလိမ့်မယ်လက်ရှိအချိန်မှာကြီးမယ်ဆိုရင်တော့ဒီရဲ့ mission လုပ်ဖို့အတွက်ပေါ်ရလူစင်းတော်တော်လေးကိုများတာဖြစ်ပါတယ်သတိထားဖို့လိုပါတယ်ဗျာနောက်တစ်ခုကတော့ penguin comrade hub ရဲ့ဝင်ပြီးပါခဏဆောင်းလိုက်တယ်ဆိုရင်တော့ဒီရဲ့ penguin ပေါ်လာပါလိမ့်မယ် penguin စီသွားရင်မှဒီရဲ့ penguin ကိုတန့်ရှင်းရေးလုပ်ပေးရမှာဖြစ်ပါတယ်စုစုပေါင်းတန့်ရှင်းရေး3ခါလုပ်ပေးရမှာဖြစ်ပါတယ်ဒီရဲ့ penguin ကိုပို့ပြီးမှတန့်ရှင်းရေးလုပ်ပေးလိုက်ပါအောက်မှာကြီးမယ်ဆိုရင်ဘာဒန်ရှိပါတယ်ဘာဒန်အဆုံးထိရောက်သွားတယ်ဆိုရင်တော့တစ်ကြိမ်ပြီးသွားရဖြစ်ပါတယ်တစ်ရက်ကိုတစ်ကြိမ်ပဲလုပ်လို့ရတာဖြစ်ပါတယ်တစ်ရက်တစ်ခါပေါ်ရ3ရက်လိုက်မှာဒီရဲ့ penguin ကိုတန့် န့်ရှင်လုပ်ပေးပါဒါဆိုကျော်ဒီရဲ့ achievement machine ကလည်းပြီးသွားပါလိမ့်မယ်နောက်တစ်ခုတကယ်ကျွန်တော်တော်တော်လေးကိုအမီးများတာကုနဲ့အတူ companion ဖြစ်လိုက်လာမယ်ဒီရဲ့ ninja penguin ရောဘယ်ကနေဘလို့ယူရမလဲဆိုတော့တော်တော်လေးကိုအမီးများထားတာမျိုးရှိပါတယ်ပွေးစားတာနဲ့တကယ်ကျွန်တော်မြေပုံကိုတစ်ချက်လုံးနှိပ်လိုက်ပါဘယ်ဘက်အချက်မှရှိမယ်ဆိုရင်တိုင်မှာတွေ့မြင်ရတာမျိုးရှိပါတယ်ဒီရဲ့တိုင်မှာပြီးသွားပြီဆိုရင် npc နေရာလေးတွေပေါ်လာပါလိမ့်မယ်မြေပုံအသေးအောက်မှရှိမယ်ဆိုရင်အဝါရောင်ထဲပေါ်ရာတိုင်မှာတွေ့မြင်ရမှာဖြစ်ပါတယ်ဒီရဲ့တိုင်မှာ3မိနစ်မှရောက်သွားတယ်ဆိုရင်မြေပုံပြန်ဖွင့်လိုက်ပါအဝါရောင်စာကန်လေးပေါ်ပြာဒီရဲ့ကျွန်တော် ninja penguin နေရာပေါ်လာ ောင်းမှဖြစ်ပါတယ်။တရက်နင်ဂျာပင်ကွင်းမှာကြည့်မယ်ဆိုရင်တိုင်မှာတွေ့မြင်ရတာမျိုးရှိပါတယ်။ကိုကအနေရသွားပြီးမှပေါ်ရတရက်ဆိုနင်ဂျာပင်ကွင်းကို activate လုပ်ရင်မှကိုရဲ့ companion ဖြစ်လို့လို့ရတာမျိုးရှိပါတယ်။ဒီမှာချက်တပွဲလုံးမှာနင်ဂျာပင်ကွင်းတကောင်းနဲ့ရှိတာဖြစ်ပါတယ်။တနေရာတွေမှာပေါ်မယ်ဆိုတာမျိုးမရှိပါဘူး။နေရာတွေပြောင်းပြောင်းပြီးမှပေါ်တာမျိုးရှိပါတယ်။ကျွန်တော်နှစ်ပွဲလောက်ဆောချီတဲ့တော့ farm မှာတစ်ခါပေါ်ပါတယ်။ server မှာတစ်ခါပေါ်ပါတယ်။တကယ်ကျလို့ဒီကောင်ကိုသွားရင်မှယူတော့မယ်ဆိုရင်ပေါ်ရသတိထားဖို့လိုတာဖြစ်ပါတယ်။ enemy ပေါ်ပြ camping လုပ်နေတာတွေအများကြီးရှိပါတယ်။တကယ်ကျွန်တော်ရှင်းခင်ရဖို့အခွင့်အလမ်းများပါတယ်။ဒါကြောင့်တကယ်ကျွန်တော်ဒီကောင်ကိုသွားယူမယ်ဆိုရင်တော့ပတ်ဝန်း င်ချင်နေပါတယ်ကောင်းကောင်းသတိထားဖို့ကျွန်တော်ပြောလိုပါတယ်ဗျာတရက် Ninja ပင်ကွေးစီရောက်သွားပြီဆိုရင်သူ့ကို activate လုပ်လိုက်ပါတော်တော်လေးကိုလမ်းနဲ့ animation တစ်ခုသွားမှာဖြစ်ပါတယ်ကိုရဲ့ companion ဖြစ်သွားပါလိမ့်မယ်ဒီမှာတစ်ခုသတိထားရမှာရန်သူက Ninja ကိုလည်းရှင်းနိုင်တာဖြစ်ပါတယ်ဒီမှာလက်ရှိကျွန်တော်အနေထားကိုကြည့်ရမယ်ဆိုရင် Ninja ပင်ကွေးကကိုကိုသွေးဖြည့်ချိန်တော့မရလိုက်ပါဘူးဗျာတခါလေးရှင်းခံလိုက်ရတာမျိုးရှိပါတယ်ဒီရက် Ninja ပင်ကွေးနဲ့ဘာလို့လုပ်လို့ရလဲဆိုတာပြောစရာရှိပါတယ်တကယ်ကျွန်တော်အင်္ဂလိပ်စကားတွေဘာတွေပြောရင်းမှာပေါ့ဗျာသူနဲ့အပြန်အလှန်စကားပြောလို့ရတာမျိုးရှိပါတယ်မက်ဆေ့နဲ့လည်းတကယ်ကျွန်တော်စကားပြောလို့ရတာမျိုးရှိပါတယ်ဒါပေမဲ့အဓိကအသုံးပြုရမှာအင်္ဂလိပ်ဘာသာစကားကိုအသုံးပ ြုရမှာဖြစ်ပါတယ်သူစီယာ throwable 48တဲ့အချိုရီဘူးတွေပါတောင်းလို့ရပါတယ်တရက် ninja ပင်ကွင်းကိုကြည့်မယ်ဆိုရင်ရန်သူကို attack လုပ်ပြီးမှ damage တွေပါတယ်ပြီးမှာဖြစ်ပါတယ်နောက်ဆုံးကိုက knock out ဖြစ်သွားတယ်ကိုရဲ့ team နဲ့မှာတကယ်ချင်းတရားရောက knock out ဖြစ်သွားတယ်ဆိုရင်ဒီက ninja ပင်ကွင်းကသွားပြီးမှာစေးကူပြီးမှာဖြစ်ပါတယ်နောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာဆိုကြပါစို့ဗျာကိုကရှင်းခံလိုက်ရတယ်ကိုစီမှာ recall ချန်သေးတယ်ဆိုရင်ဒီက ninja ပင်ကွင်းက recall တွေပါတယ်လုပ်ပြီးမှာဖြစ်ပါတယ်ကိုက vehicle ပေါ်တိုက်မှာတနည်းနည်းရသွားမယ်ဆိုရင်ဒီက ninja ပင်ကွင်းကလည်း vehicle ပေါ်တက်ပြီးလိုက်လာမှာဖြစ်ပါတယ်ကိုက vehicle ပေါ်ကနေဆင်းနေဆိုရင်ဒီက ninja ပင်ကွင်းကလည်းဆင်းမှာ ဖြစ်ပါတယ်ဒီမှာကျတော့နင်ဂျာပင်ကွင်းအရှင်းမခံရတဲ့ရွေးပေါ်ပြကိုစီမှာရှိနေမှာဖြစ်ပါတယ်ဒီမှာကျတော့ဆိုကြပါစို့ရပွဲထဲမှာနင်ဂျာပင်ကွင်းတော့မရှင်းခံလိုက်ရအောင်ဒါပေမဲ့ကိုကရှင်းခံလိုက်ရတယ်ကိုကလည်းဒီကနင်ဂျာပင်ကွင်းကို activate လုပ်ရင်မှယူထားတယ်ဆိုရင်ဒီကနင်ဂျာပင်ကွင်းကပျောက်သွားမှလားဆိုတာမေးစရာရှိပါတယ်ကိုရှင်းခံလိုက်ရတိုင်းနဲ့ဒီကနင်ဂျာပင်ကွင်းကပျောက်မှာမဟုတ်ပါဘူးဗျာကိုရဲ့ team ပေါ်ဗျာကိုအဖွဲ့တငယ်ချင်းတယောက်စီသူကသွားမှာဖြစ်ပါတယ်အဲ့လိုပုံစံအလုပ်လုပ်တာမျိုးရှိပါတယ်ဒါလောက်ဆိုရင်တငယ်ချင်းတို့ဒီကနင်ဂျာပင်ကွင်းနဲ့ပတ်သက်ပြီးမှလည်းကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါ ပါတယ်ငယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့ငယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ